်မင်္ဂလာပါရှင်အောက်တိုဘာလ၄ရက်နေ့ PPN ရဲ့ပြည်သူ့ပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်တွေမျိုးကလက်နက်ကြီးပြစ်ခတ်မှုကြောင့်ရတက်တောင်ဝဒေသခံတွေထွက်ပြေးတိတ်ဆောက်နေကြရတယ်ဆိုတဲ့သတင်းကိုသတင်းနောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေမျိုးကနေအာရခတက်တော်အေးသိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရတက်တောင်မျိုးနယ်ကိုလက်နက်ကြီးတွေအစမ်းမပြတ်ပြစ်ခတ်နေတာကြောင့်ဒေသခံတွေဟာဘေးလွယာနေရာကိုထွက်ပြေးတိတ်ဆောက်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ် စစ်ကောင်စီကအခုရက်ပိုင်းအတွင်းမှာအာရခတက်တော်အေထိမ့်ချုပ်ထားတဲ့ရသေးတောင်ပေါက်တော်ပုံနာကျွန်းမြို့နယ်တွေကိုလက်နက်ကြီးတွေနဲ့အစမပြတ်လမ်းပစ်ခတ်နေတာလည်းဖြစ်ပါတယ်။စစ်ကောင်စီလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ရသေးတောင်မြို့နယ်ကစားပြင်ကြီး၊စားပြင်ချေ၊အောက်စည်းကိုင်း၊လက်ပံပင်ရင်၊ဖြူချောင်း၊ကျွန်းကြီး၊ပန်းစင်မော်၊ကျက်ရိုးစိတ်စတဲ့ကြီးရွာတွေမှာစစ်ဘေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ စစ်တွေနဲ့နေတဲ့ရေသစ်တောင်ကကြေးရတွေမှာစစ်ပေးတိတ်ချောက်နေကြရတယ်။ရွာပေါင်း၃၀ကျော်စစ်ပေးတိတ်ချောက်နေကြရတယ်လို့လည်းသိထားပါတယ်။စစ်ကောင်စီတပ်တွေကတော့အဲ့ဒီရွာတွေမှာဒေသခံတွေမနေရအောင်လက်နက်ကြီးတွေထုနေတာပဲ။တရက်မှာ၁၀ကျင်းကျော်လောက်ပစ်ခတ်ကြတယ်။စစ်ကောင်စီကစစ်တွေမြို့နယ်ကြမ်းမတော့ကြေးရွာအနီးရှိအမှတ်၉၈စစ်မြေပြင်အင်ဂျင်နီယာတက်ရင်စာအရ၉၈၈အမြင့်ကျွန်းပါရလိတ်တက်ရင်နဲ့မြို့ပေါ်ရှိအမှတ်၁၂ရဲတပ်ရင်းတွေကနေလက်နက်ကြီးတွေဆက်မပြတ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ လက်ရှိစစ်ဘေးတင်းရှောင်နေရတဲ့ရဲတပ်တော်မျိုးနဲ့ကြေးရွာတွေကဒေသခံတွေဟာစာဝတ်နေရင်းနဲ့နေရာထိုင်ခင်းခက်ခဲတွေဖြစ်နေကြတယ်လို့လည်းသိရပါတယ်။အာရခတ်တော်အေအာစစ်တွေမျိုးကိုအခုနှစ်ဖေဖော်ဝါရီလကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်ပြီးတော့စစ်ကောင်စီတပ်ကလည်းစစ်တွေမျိုးကိုခုခံကာဝယ်ဖို့အတွက်အမြင့်ကျွန်းပါရလေးကြားမတော့ကြောက်တန်းကြီးကြောက်တန်းချေရွာဖို့စတဲ့ကြေးရွာတွေကနေနေအိမ်တွေကိုပြုတ်ပြက်ကဘန်ဂါရီအခိုင်အမာဆောက်လုပ်ထားကြတာလည်းဖြစ်ပါတယ်။ အလားတူပဲပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းစစ်ကောင်စီကစစ်တွေမြို့အခြေစိုက်တရင်တွေကနေရတိတော်မြို့နယ်ရှိကျေးရိုးစိတ်ဇီးကိုင်းစားပြင်ကြီးစားပြင်ချင်းကြီးရွာတွေကိုလက်လက်စီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးတော့နှုတ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်တွေမြို့ဟာဒေသကုတ်ကဲမှုစစ်ဌာနချုပ်ဒါကာစာတက်တွေနဲ့ကုတ်ကဲမှုအောက်ကခြေလင်းခြေမြန်တိုက်ခတ်ရေးတက်ပြီးဖြစ်ရတဲ့ခလာရ20ခလာရ23နဲ့ခလာရ23ညခမရ344ခမရ354စတဲ့တက်တွေအပြင် အမှတ်စနစ်အမှတ်36ရဲတပ်ယူနစ်လည်းတရှိနေတာဖြစ်ပါတယ်။အလားတူပဲစစ်တွေမျိုး point ကမ်းခြေမှာရှိတဲ့အမှတ်3ဖြူဟာရဲတပ်ဌာနချုပ်မှာတိုးချဲ့နေရာချထားတဲ့စစ်သင်းမော်တွေနဲ့ရွှေမင်းကန်ရဲတပ်စခန်းမှာစစ်ရေးလှုပ်ရှားနေကြတဲ့စစ်သင်းမော်တွေဟာစစ်တွေမျိုးနဲ့ထိတ်ဆက်နေတဲ့ပုံနာကျွန်းရဲတပ်တော်မျိုးနယ်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေရှိနေပြီးတော့စစ်တွေမျိုးနဲ့တစ်ဖက်တစ်ကဲမှာရှိတဲ့ပေါတော်မျိုးနယ်ကိုလည်းလက်နက်ကြီးတွေပစ်ခတ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။ကျွန်တော် Richard ပါ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်ဆောင်မင်းအောင်လိုက်တဲနေတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို BWM က short တိုက်တုံးနှလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုကိုမင်းတော်အားတက်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အနာသိစစ်ကောင်ဆောင်မင်းအောင်လိုက်တဲခုနေတဲ့မန္တလေးနန်းရွင်းနဲ့ရှိလပကစစ်ဌာနချုပ်ကို short တိုက်တုံးနှလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။2025ခုနှစ်အောက်တိုဘာလ4ရက်ဒီနေ့မနက်6:00နာရီကျော်မှာ မင်းအောင်လှိုင်ခိတ္တရောက်ရှိနေတဲ့လပခတ်တိုင်းစစ်ဌာနချုပ်အတွင်းကိုနေမြေခံတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရဲ့ကူညီမှုဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လှိုင်အနေဖြင့်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကို တက်ရောက်ရန်၃ရက်နေညကပြုံးလွင်မှာတဆင့်မန္တလေးကိုရောက်ရှိလာတာဖြစ်ပြီးမန္တလေးလပခတ်ဌာနချုပ်အတွင်းတောင်ဘက်မြို့အနီးက VIB အဲ့ရိတ်သားမှာတဲခိုမှာတရင်အတိအကျရလို့ခုလိုပြစ်ခတ်ခြင်းဖြစ်တယ်လို့ BWM ရဲ့ တာဝန်ရှိသူတဦးက BBM ကိုပြောပါတယ်။မင်းညမင်းအောင်လာပြင်လို့ရတယ်ရောက်လာပြီးတော့နန်းတွင်းမှာတ냐အိမ်မယ်ဆိုလို့စီစဉ်ထားတာပါ။ညာတောင်မမုတ်က VIP ရိတ်တာမှာအိမ်မယ်ဆိုတာသိရတယ်အဲ့ဒါကိုမနေ့ဆုံးမှတော့ဖြစ်ခဲ့ပေါ့နော်ဒါအပြင်မန္တလေးနန်းတွင်းဌာနချုပ်ကိုတိုက်ခိုက်ခြင်းတက်နှစ်တရာပြည့်အခမ်းအနားတွင်မင်းအောင်လိုင်ကိုတိုက်ခိုက်ခြင်းကပုံမလွယ်ကူပေမဲ့လည်းတက်ရောက်လာတဲ့ပြည်သူတွေကိုလူသားတိုင်းကတပွဲလှုပ်ထားမဲ့အခြေအနေနဲ့ပြည်သူတွေကခုန်နေတဲ့အခြေအနေမှာ ထိခိုက်မိမှာစိုးရိမ်တာကြောင့်ယခုကဲ့သို့မနှက်ပိုင်းတိုက်ခတ်ရခြင်းဖြစ်တယ်လို့၎င်းမှဆက်ပြောပါတယ်အဲဟုတ်တယ်ခန်းသားချိန်မှာလည်းပြဖို့ခွင့်ရရပါမယ်ပြီးရွေအများကြီးမထမပြဖို့ဆုံးဖြတ်ခဲ့တယ်။တကယ်ကခန်းသားမှာကနေရာတိကျတော့ပုထိရောက်တာတိပါမယ်ပြီးသူတွေကကားခုံနေရတဲ့လူတွေကတော့များတော့မပြတ်တော့တာပါ။အဆိုပါပြစ်ခတ်မှုအတွင်းတော်လိုင်းတပ်ဖွဲ့တွေပြစ်ခတ်ခဲ့တဲ့ short ride ဒုံတန်ကြားရောက်တဲ့အတန်ပောက်ကွဲမှုအတန်တွေကိုအတိုင်းအတာကြားခဲ့ရတယ်လို့ BWM အဖွဲ့မှထပ်မံတည်ပြပြောပါတယ်။ဒါအပြင် ဖြစ်ခတ်မှုပြီးမှတဲ့စစ်ကောင်စီရဲ့လပခတိုင်းစစ်ဌာနချုပ်တွင်မှ MI35 ရဟယင်တစီတက်လာသလိုဝိုင်တွဲလျင်ဖြစ်လဲပြန်ဝဲကတော်နိုင်ရင်အားစုတွေကိုရှာဖွေမှုတွေပြုလုပ်ခဲ့ပေမဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ BWM ဖွဲ့ရဲ့တာဝန်ရှိသူမှဆက်ပြောပါတယ်။ PPB ဂျင်းရှော့တိုက်တုံးကြာကွဲတယ်နေတော့ကြာရတယ်။မကြပါဘူး။ MI35 တွေလာပြီးတော့ပတ်ရှာတော့တာပဲ။နောက်တော့ဝိုင်တွဲပါတက်လာရခင်ဗျ။ခုတော့ရဲဘော်တွေအားလုံးကတော့ဘေကင်းလုံးပြောင်းတာကိုရောက်ပါပြီ။ BWM ဖွဲ့အနေဖြင့် ယခုလိုတိုက်ခိုက်မှုတွေကိုပြုလုပ်နေရခြင်းဟာဆင့်အာနာရှင်ကြောင့်ပြည်သူတွေမလုံခြုံမှုတွေခံစားနေရတယ်လို့ပဲစစ်ကောင်းဆောင်တွေကိုယ်တိုင်အလားတူခံစားစေရဖို့ရည်ရွယ်တယ်လို့လည်း BBM ကပြောပါတယ်။ဒါအပြင်ယခုတိုက်ခိုက်မှုကို나이ပိုင်းအတွင်းဆောင်ရွက်ခဲ့ရပေမဲ့လပကအတွင်းကြားရောက်ပောက်ကွဲခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိနိုင်တဲ့အပြင်တိုက်ခိုက်မှုကို Brave Warrior for Myanmar အဖွဲ့ဦးဆောင်မှုဖြင့် No More Dictatorship People Servant 4နဲ့ရင်းသားပုံတက်ဦးဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့မတရားအကြမ်းချခံထားရတဲ့မိခင်တောင်ဆန်းစုကြည်ကိုလွမြောက်ဖို့အတွက်တရုတ်နိုင်ငံမှအကူအညီပေးဖို့တာဖြစ်သူခင်မအရစ်ခေါ်ကိုထိန်လင်းကသမရရှိချင်းပင်ထံမြစ်တောင်ရက်ခန့်တောင်းဆိုလိုက်တယ်လို့သိရပါတယ်။ဒီနေ့ကျွန်တော်မေမေလွမြောက်စေဖို့တရုတ်နိုင်ငံမှအကူအညီပေးရင်တောင်းဆိုခဲ့ပါတယ်။ မိမိနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးလူမြောက်မှုဟာတည်မြတ်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်ပါတယ်။တရုတ်အစိုးရဟာဒီအကြောင်းကိုဖြစ်လာ အကူအညီပေးနိုင်မဲ့အခြေအနေမှာရှိပါတယ်လို့ကိုထိန်လင်းကအသိပေးထားပါတယ်။မိခင်တောင်ဆန်းစုကြည်နဲ့လူမြောက်တဲ့သူတွေလူမြောက်ဖို့အတွက်မြန်မာစစ်အစိုးရကို ရာပေးတာတွေလှုံ့ဆော်ပေးဖို့တမရရှိကျစ်ဖင်ကိုမြစ်တာရက်ခန့်အကြောင်းတာဖြစ်သူခင်အရစ်ကကိုထိန်လင်းကပြောကြားခဲ့တာပါငါအမေထောင်တွင်းမှာပဲတည်သောမလားဆိုပြီးတစ်ချိန်လုံးစိုးရိမ်နေရတယ်ထောင်တွင်းအခြေအနေတွေဟာလည်းကြောက်စရာကောင်းတယ်လို့လည်းကိုထိန်လင်းကထည့်သွင်းပြောဆိုခဲ့ပါတယ်ဒေါ်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာဆီယာနာတိုင်မှုမတိုင်ခင်မှာ တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆက်ရေးရှိခဲ့ပြီးအဲ့ဒီဆက်ဆက်ရေးကိုလည်းမြင့်တင်မှုစ조사နေခဲ့တယ်လို့ကိုထိန်လင်းကပြောဆိုပါတယ်။ကျွန်တော်အမေကိုပြန်လှုပ်ပေးတာဟာမြန်မာနိုင်ငံရဲ့ပြဿနာတွေကိုဖြေရှင်းဖို့လိုအပ်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ယုံကြည်ပါတယ်လို့ကိုထိန်လင်းကပြောဆိုခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်နဲ့တမလရှိချင်းဖင်တို့ဟာနိုင်ငံတော်ခရီးစဉ်အဖြစ်2020ခုနှစ်မှာတွေ့ဆုံခဲ့တယ်လို့2015နဲ့2016ခုနှစ်မှာလည်းဒေါန်ဆန်းစုကြည်ကတရုတ်နိုင်ငံသို့သွားရောက်လက်ပတ်ခဲ့ပါသေးတယ်။ ။နောက်ထပ်တတိယပုတ်အနေနဲ့မကွေးတိုင်းမင်းတုံးမြို့နယ်မှာတက်ချိန်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ဖောကားနှစ်စီးကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကနှစ်ယောက်သေဆုံးခဲ့ပြီးဘူကြီးအစင်နဲ့တခြားတပ်သားတွေတရန်ရရှိခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ်မှပြန်ကြားရေးဌာနတာဝန်ခံကိုတာချိုကဘီဘီအန်ကိုပြောပါတယ်အော်တိုဘာလ3ရက်နေ့ညနေ4:26မိနစ်ခန့်ကမင်းနှုံမြို့နယ်ကြောက်တိုင်တိုက်နယ်စေယုံမှာတပ်ဆွဲထားတဲ့စစ်ကောင်စီဂိတ်စခန်းမှာ တက်ချိန်ပြီးပြန်လာတဲ့စစ်ကောင်စီအင်အား60ခန်းလိုက်ပါလာတယ်။ကားနှစ်စီးကိုတရက်မြို့နယ်အတွင်းရှိတရက်မင်းနုံလမ်းပိုင်းပတ်မခန်းရွာလမ်းပေါက်မှာတော်လန်ရေးတပ်ဖွဲ့ဝင်တွေကချုပ်ခိုးတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်သေခဲ့တယ်လို့သိရပါတယ်။ အဒီထီတွေတိုက်ပွဲဟာ9မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးကားပေါ်မှာတဲအိတ်တွေနဲ့ကာရတာကြောင့်နှစ်ယောက်သေဆုံးခဲ့ပြီးခုနှစ်ဦးထိကိုက်ဒဏ်ရာရရှိကာဒဏ်ရာရသူများတဲ့တွေဘိုးတော်ဦးနဲ့ဒူတက်ချက်အဆင့်ရှိသူတဦးတို့ပါဝင်တယ်လို့လည်းသိရပါတယ်တိုက်ပွဲဖြစ်ပွားပြီးနောက်သေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုကပ္ပစာဆက်နှစ်အထဲကိုသာတဲဆောင်သွားပြီးကြိတ်ကူနေတယ်လို့လည်းသိရပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုဗမာပြည်ကကွယ်ရေးတပ် USPA တပ်ဖွဲ့ကပြုလုပ်ခဲ့ပြီးတော်လိုင်းရဲဘော်တွေအနေနဲ့အထီးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဂါဇာကမ်းမြောင်ဒေသအတွက်အမေရိကန်ရဲ့ညဉ့်ဉေးအစီအစဉ်ကိုလက်ခံဖို့ပြောကြားခဲ့ပြီးတော့ညင်းပယ်ပါကအစိုးဆုံးအခြေအနေနဲ့ကြုံရလိမ့်မယ်လို့ဟာမတ်စတိုကိုသတိပေးခဲ့ပါတယ်။အော်တိုဘာလ3ရက်တောက်ချာနေ့မှာထရမ့်ကဟာမတ်စတိုကို လာမယ့်အော်တိုဘာလ9ရက်နေ့နောက်ဆုံးထားပြီးတော့သဘောတူညီဖို့သူ့ရဲ့ Truth Social Platform မှာရေးသားခဲ့ပါတယ်။ Hamas တို့အနေနဲ့ဖမ်းဆီးထားတဲ့အစ္စရေးတစားကန်အယောက်20နဲ့တေသွားတဲ့တစားကန်တွေရဲ့အကျဉ်းချန်တွေကိုယာနဲ့ချီတဲ့ပါလက်စတိုင်းတွေနဲ့လဲလှယ်ပြီးတိုက်ပွဲတွေချက်ချင်းရပ်ဖို့အပြင်82နှစ်အရွယ်တွင်ပြန်လွတ်ပေးဖို့အဆိုပြုထားပါတယ်။ဂျောင်းဝင်ဆစ်ဆက်ပေးတဲ့ RS နဲ့တူရကီဆစ်ဆက်ညှိနှိုင်းသူတွေဟာအဆိုပြုချက်ကိုအပြုသဘောဆောင်တဲ့တုံ့ပြန်မှုအတွက် Hamas တို့ကိုဖိအားပေးနေတယ်လို့ပြောထားပေမဲ့ ဟာမက်စ်လက်နက်ကင်အဖွဲ့တွေကတော့ငင်းပယ်ပယ်ရှိတယ်လို့ဟာမက်စ်အကြီးတန်းပုဂ္ဂိုလ်တူကပြောကြားခဲ့ပါတယ်။တကယ်လို့ဟာမက်စ်တို့အနေနဲ့ဒီနောက်ဆုံးခွင့်ရေးကိုသဘောမတူညီပါကအပြင်းထန်ဖြိုခွင်းခံရလိမ့်မယ်လို့ထရန့်ကသတိပေးထားပါတယ်။ငင်းရဲရေးစီစဉ်ကိုတုံ့ပြန်ဖို့ဟာမက်စ်ကို၃ရက်မှ၄ရက်အချိန်ပေးထားတယ်လို့ထရန့်ကအင်ကာနေကပြောကြားခဲ့ပြီးနောက်တောက်ချာနေကိုနောက်ဆုံးထားပြီးတော့လက်ခံရထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။စစ်စစ်ညှိနှိုင်းသူတွေကဂါဇာရှိဟာမက်စ်တို့ရဲ့စစ်ပဆိုင်ရာအကြီးအကဲနဲ့ဆက်သွယ်ပြုလုပ်ခဲ့ပြီးနောက် ဟာမက်စ်တို့ကအမေရိကန်ရဲ့ဖြစ်ခဲ့ရစဲရေးအစီအစဉ်တစ်ခုသဘောတူညီနိုင်ဖို့မရှိဘူးလို့ BBC ကိုပြောထားပါတယ်။ပါလက်စတိုင်းနယ်မြေအတွင်းအစ္စရေးတစားကန်48ယောက်ကိုလက်နက်ကင်ဖွဲ့ကဖမ်းဆီးထားစေလို့ယူဆရပြီးတော့အဲ့ဒီထဲကတစားကန်20ကတော့အသက်ရှင်ကျန်နေသေးတယ်လို့ယူဆရပါတယ်။ကျွန်တော် Richard ပါ။အော်တိုဘာလ4ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမသူစားပါ။